ဆရာကြီးဆိုတဲ့ပုံစံမျိုးနဲ့တော့မဟုတ်ပါဘူးဒါပေမဲ့အမဆိုတော့ကိုညီမတွေကုတပည့်တွေတက်စေခြင်းနဲ့တော်စေခြင်းတဲ့ဆိုတဲ့စန္ဒစိတ်တစ်ခုလေးနဲ့သူတို့ကိုငောက်မိတယ်អော်မိတယ်ချော့တခါငောက်တလဲပေါ့ရှင် မလေးတို့ကခေတ္တဝါဆိုရင်ဆရာတွေစီကနေပြီးတော့ပညာတွေရအောင်မနေကြိုးစားပြီးတော့သင်ယူရတယ်အသင်ဆရာမြင်ဆရာကြားဆရာတွေစီကနေပြီးတော့အလှည့်လိုက်တဲ့အခါမှာတော့မပဲမအိပ်ဘူးအဲ့ဒီမမတွေကတာတွေကိုပဲကိုကလိုက်ပြီးတော့ကြည်ပြီးတော့သင်ယူတယ်အလုံးမင်္ဂလာပါညီမလေးသမီးရဲ့ညီမလေးပေါ့နော်အေဂရီချိုအဲတရာတိထားရဲ့ညီမလေးဖြစ်တဲ့တပည့်လေးဖြစ်တဲ့ ခြေစဉ်ထိတ်ထားပါဟိုရာဒီခွင်ကလည်းပြန်စတော့မှာပေါ့နော်အခုကဝါခေါင်တော်တလင်းတည်းကျွတ်တစားမုန်းတော့ဆိုပွဲတွေကလိုင်ပြီလေအဲ့တော့ညီမလေးတွေကိုပြန်ပြီးတော့အကလေးတွေပို့ချပေးတယ်အဲညီမတွေကိုလည်းအဲကိုလည်းပဲကျင်သားရအောင် ထွင်နေဖြစ်အောင်ပေါ့နော်အဲညီမတွေကိုလည်းအကတင်နဲ့အဲ့လိုမျိုးလေးပေါ့နော်အဲအိမ်မှာလည်းပဲလကားမဖြစ်အောင်ကလေးတွေလည်းပဲပညာလည်းတိုးအောင်ပေါ့ညီမလေးလည်းထွင်နေဖြစ်အောင်ဒီလိုမျိုးလေး

အမုန်းလေးပြစ်မမြင်အပြင်းနဲ့ချစ်ခင်ပြင်မာနေတွေ့တော့တန်ရောနေကျူးလေးတမြင်နှလုံးသားကိုရပ်ပတ်ချင်အောင်အမုန်းလေးဖုံး ရာတွေကတော့အများကြီးပဲဒါပေမဲ့လက်ဦးဆရာကတော့အန်တီဆန္ဒအောင်ပေါ့နော်တီတီဆန္ဒအောင်စီမှာ73နှစ်သမီးကလေးကနေပညာစတင်ခဲ့တာပါအဲ့ဒါကနေပြီးတော့ပြင်ဆရာတွေကတော့အများကြီးပါအဲအေးသရှင်တို့နွဲ့နွဲ့ဝင်းတို့တီဗီမင်းသမီးတီတီဆန္ဒအောင်ပေါ့နော် အပြီးတော့အနီထက်ထက်ထူးဝေးတို့ပင်နိုင်ဆံမီဝင်းတို့ပြီးကြတော့အနီနင်းနူဝါ ဟိုမမစင်မာဦးတို့အခုလက်ရှိတင်ကြားနေရတော့ဟိုဘိတ်သိက်ဦးချင်းမွေးရဲ့အမျိုးသမီးပေါ့နော်ဟိုအရင်တော့ကနာမည်ကြီးခဲ့တဲ့အနီပပခင်မပပခင်စီမအကတင်ယူနေပါတယ်ခုလက်ရှိတော့မျိုးရိုးတော့ရှိလာဆိုမျိုးရိုးအဖေရတောင်သူ အမေရလည်းတောင်သူပါအဲဒီဒီဒီဆန္ဒအောင်နဲ့ပတ်သက်ချက်နယ်ပြီးတော့မှ သမီးတရာထေတာအရင်ဆုံးတီတီအိမ်မှာပထမဆုံး73နှစ်သမီးလေးအင်းနဲ့ရောက်ပြီးတော့ဒီချိန်ထိရအောင်ရက်တည်ပြီးတော့ဖေရီမေလေးကိုလှုပ်ကြွေးခဲ့တာပါမျိုးရိုးတော့မရှိပါဘူးရှင်အရင်ကတော့သမီးကဝါသနာမပါပါဘူးတော်ဝါသနာမပါဘူးဝါသနာမပါဘူးဒီလိုရောက်မှအဲ့လိုကြောင်းထားတာပေါ့မနစ်ကတော့ကြောင်းထားကြောင်းထားရင်ကြောင်းချောက်တန်းတက်တော့ကလေးကဟိုကြောင်းမှလည်းပဲဟိုလှတယ်ပေါ့နော်လှတော့ ဝိုင်းပြီးတော့ရီစားစကားတွေဝိုင်းလိုက်ပြောတော့စိတ်မချဘူးစိတ်မချတော့အเจ้าမလီတော့နဲ့ဝါသနာပါလားဆိုသူကလည်းပါတယ်ဆိုတော့အဲ့နဲ့အကလေးတည်ပြီးဖြစ်တာသူသူများကျတော့အငယ်ရဝါသနာပါငယ်ရလှုပ်ရှင်တာဒါပေမဲ့အယိုပြောလို့ခုမှရလို့မမလို့နဲ့ခုမှလိုက်တာသူအကတင်တဲ့ခါကျရင်သူတို့အရန်ကြီးမလိုမလိုက်ဘူးတင်းတင်းကြပ်ကြပ်ပဲဒီအကကိုရအောင်အကဆိုရအောင်အက တင်းတင်းကြပ်ကြပ်ပဲဆရာကြီးဆိုတဲ့ပုံစံမျိုးနဲ့တော့မဟုတ်ပါဘူးဒါပေမဲ့အမဆိုတော့ကိုညီမတွေကုတပည့်တွေတတ်စေခြင်းနဲ့တော်စေခြင်းတဲ့ဆိုတဲ့စန္ဒစိတ်တစ်ခုတည်းနဲ့သူတို့ကိုငောက်မိတယ်អော်မိတယ်ချော့တခါငောက်တလဲပေါ့ရှင်အာကြိုးစားရတာပေါ့ညီမလေးတို့ကခေတ္တအဆိုရင်ဆရာတွေစီရနေပြီးတော့ပညာတွေရအောင်မနေကြိုးစားပြီးတော့သင်ယူရတယ်သင်ဆရာမြင်ဆရာကြားဆရာတွေစီရနေပြီးတော့အလှဲ့လိုက်တဲ့အခါမှတော့မှပဲမအိပ်ဘူးကြိုးစားခဲ့တာပါအော်တရာထိထားကိုလည်းအားပေးသလို မြမလေးအဂရီချိုအဲချွေစင်ထိတ်ထားတို့လည်းအပေးပါအောင်လို့မေတ္တာရက်ခံပါတယ်ရှင်။သမီးကိုအပေးကြတဲ့အားလုံးသောအရရဲ့အနေနဲ့မှအလူရှင်အပေါင်းအားလုံးသောခொနည်းသားသမီးပေါင်းပေါ့နော်အားလုံးသောဘေးပေါင်းရန်ပေါင်းကင်းဝေးကြပါစေ။အဲသမီးကိုအပေးတဲ့အတွက်လည်းပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီချက်မကလည်းကြိုးစားသွားပါမယ်လို့